အားလုံးပဲမင်္ဂလာပါဒီနေ့ထိုင်းရွှေသေးကတရားကြားနဲ့ဈေးဖွင့်သွားပါပြီဒီနေ့က7ရက်နေ့3လပိုင်း2025နဲ့5ခုနှစ်မနက်ပိုင်းထိုင်းရွှေဈေးကတော့တရားကြပါတယ်96.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေအခဲဈေးဆိုင်ကရောင်းတဲ့ဈေးက4,650ဆိုင်ကလက်ခံတဲ့ဈေးက4,630နဲ့မှ50 လက်ဝယ်ရနိုင်ဈေးနှုန်းတို့ရောဆိုင်ကရောင်းနေဈေးက4800နဲ့မှ50တိုင်းကလက်ခံနေဈေးကတော့4550တက်သမား3နည်းနဲ့ပေါက်ဈေးရှိပါတယ်ကမ္ဘာ့ရွှေတောင်းစားကိုဒေါ်လာ2860နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်ဒေါ်လာကိုထိုင်းမှန်ငွေ33.95နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်ထိုင်းရွှေခဲတစ်ပတ်သားကိုဘဏ်ကောက်ထဲမှာလက်ခ200ရှိပါတယ်လက်ခအပီစီထိုင်းရွှေခဲတစ်ပတ်သားကို4650ဈေးနဲ့ပေါက်ဈေးရှိနေပါတယ် ဆိုင်ကလက်ခံနေစီကတော့ရခင်နှုန်းပြန်မပြပဲဆိုင်က4650နဲ့ပြန်ပြီးတော့လက်ခံပါပါ။လက်ဝိရနာရဲ့လက်ခံတွေကတော့ဘန်ကောက်ထဲမှာတစ်ပတ်သားကို1000ကနေ2000တိရှိနိုင်ပါတယ်။မိမိဝယ်တဲ့ထဲပေါ်မှာမူတည်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခစင်းလုံးကပြောင်းလဲမှုရှိနိုင်ပါတယ်။ဒီနေ့လက်ဝိရနာတစ်ပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်က900ခန်းနှုန်းဖြတ်ပြီးတဲ့ပြင်ကို4300ကျော်စင်းနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်။ထိုင်းရွှေစင်းကတော့လက်ရှိမှာအကျစင်းနဲ့ရှိနေပေမဲ့ရေရှည်နေနဲ့ကတော့တက်ဖို့လာလာရှိပါတယ်။ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်စုချင်နေဆိုရင်အခဲကိုပဲဝယ်စုတာပိုကော ောင်းပါတယ်။ခင်ကလက်ဝတ်ရင်နာနဲ့စားလို့ရှိရင်လက်ခစီအများကြီးသက်သာမှာဖြစ်ပါတယ်။လက်ခစီသက်သာတဲ့နေရာကိုကျွန်တော်လမ်းညွှန်ပေးပါမယ်။ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်စီကိုစခွဲမှာတွားပြီးဝယ်လို့ရပါတယ်။တစ်ပတ်သားကိုလက်ခ200ဘတ်သားတွေဝယ်မယ်ဆိုရင်လက်ခအကုန်ကျမရှိပါဘူး။ထိုင်းရွှေစင်းငွေစည်းတွေကိုအများနဲ့တင်ပေးပါတယ်။ထိုင်းရွှေစင်းငွေစည်းတွေကိုသိချင်တဲ့ဆိုကျွန်တော်ရဲ့ဗီဒီယိုလေးကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်။အားလုံးပဲမင်္ဂလာပါ။